မင်္ဂလာပါရှင် People's Spring ကနေ April 28ရက်နေ့မှာတင်ဆက်ပေးမယ်။နိုင်ငံတကာသတင်းတွေကတော့ Crimea ကိုလက်လွတ်ဖို့ Ukraine သမ္မတလက်ရော်လိမ့်မယ်လို့ Trump ပြောတဲ့သတင်း။ဟိုတီစစ်ရေးပြတ်မှတ်800ကျော်ကိုတိုက်ခိုက်ခဲ့ပြီးပြီလို့ American စစ်တပ်ပြောတဲ့အကြောင်း။ကနေဒါမှာလူအုပ်ထဲကားနဲ့ဝင်တိုက်လို့လူတဒါဇင်ကန်တိုက်ဆုံးခဲ့တဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါ။အဆုံးမှာတော့ Ukraine သမ္မတ Zelensky ဟာ ခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားပိုင်နယ်အဖြစ်အသိမှတ်ပြုဖို့လက်ရောလာတော့မယ်လို့သူယူဆကြောင်းအမေရိကန်သမ္မတထရမ့်ကပြောကြားခဲ့ပါတယ်။ခရိုင်းမီးယားကျွန်းဆွယ်ကိုလက်ရှိရုရှားယူကရိန်းစစ်ပွဲမတိုင်ခင်2014ခုနှစ်ကတည်းကရုရှားတပ်တွေဝင်ရောက်သိမ်းယူထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားရဲ့တင်းယူမှုကိုနိုင်ငံတကာကလုံးဝအသိအမှတ်မပြုခဲ့ပါဘူး။ထရမ့်ကတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲကိုရပ်တန့်အောင်ညှိနှိုင်းပြမယ်လို့ကြွေးကြော်ပြီး အမေရိကန်အစိုးပြုတဲ့ကမ်းလှမ်းမှုတွေကိုနှစ်ဖက်စလုံးကလက်ခံဖို့ဖိအားပေးလာပါတယ်။ American ကရုရှားဘက်ကိုကမ်းလှမ်းရမှာတော့ Crimea ကျွန်းဆွယ်ကိုရုရှားပိုင်တဲ့အဖြစ်အတိမတ်ပြုမယ်ဆိုတဲ့အချက်လေးပေါင်းဝင်လာပါတယ်။ Zelensky နဲ့ Ukraine အစိုးရဟာစစ်ရဆိုင်ရေးအတွက် Crimea ကိုအပေးအယူသဘောမျိုးလက်လွဲပေးရမယ်ဆိုတဲ့စိတ်ကူးကိုအစဉ်တစိုက်ပေးချခဲ့ပါတယ်။နောက်ပြီး Crimea ကိုရုရှားလက်ထဲထည့်ပေးဖို့သူ့ရဲ့သမရလုပ်ပိုင်ခွင့်အာဏာက ခွင့်ပြုမထားကြောင်းလဲ Zelensky ကပြောကြားထားပါတယ်။ ဧပြီ28ရက်နေ့မှာတော့သတင်းတောက်တွေကဇလမ်စကီအနေနဲ့ခရမ်မီးယားကိုလက်လွတ်ဖို့အသင်းဖြစ်လောက်ပြီလားလို့ထရမ့်ကိုမေးတဲ့အချိန်အသင်းဖြစ်ပြီလို့သူထင်ကြောင်းထရမ့်ကပြန်ဖြေသွားခဲ့တာပါ။နောက်ပြီးရုရှားသမ္မတပူတင်အနေနဲ့ယူကရိန်းကိုပြစ်မှတ်ထားဆက်လက်တိုက်ခိုက်တာတွေရပ်တန့်ကရပ်ပြီးသဘောတူညီမှုတစ်ခုကိုလက်မှတ်ရေးထိုးဖို့အာရုံစိုက်သင့်ပြီလို့လည်းထရမ့်ကတိုက်တွန်းသွားပါတယ်။သူဟာဗာတီကန်မှာပုပ်ယဟန်မင်းကြီးရဲ့နာယေအခမ်းအနားကိုတက်ရောက်ရင်း ဆယ်လမ်စကီနဲ့မျက်နှာချင်းဆိုင်ဆွေးနွေးခဲ့ပြီး American ကိုပြန်ရောက်လာချိန်မှာအခုလိုမှတ်ချက်စကားတွေကိုပြောကြားလာတာဖြစ်ပါတယ်။ Trump ရဲ့စကားအပေါ်ယူကရိန်းဘက်ကတော့လက်တလောဘာမှမတုံ့ပြန်သေးပါဘူး။အစိုးရမှာတော့ယူကရိန်းဟာပိုင်နက်နယ်မြေတွေလက်လွတ်ခံပေးဖို့ဆိုတာကိုတောက်လျှောက်ညှင်းဆိုထားခဲ့သလိုအပြစ်အခတ်ရက်စဲပြီးမှပဲနယ်မြေကိစ္စဆွေးနွေးတင်တယ်လို့ပြောကြားထားခဲ့တာဖြစ်ပါရဲ့ရှင်။ပြီးခဲ့တဲ့မတ်လလယ်ကစလို့ရီမိန်အခြေဆိုင်ဟိုတီအင်အားစုတွေရဲ့ ပြစ်မှတ်ပေါင်း800ကျော်ကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့အမေရိကန်စစ်တပ်ကဆိုပါတယ်။ဟိုတီရီဟာနိုင်ငံတကာအသိအမှတ်ပြုရီမဲအစိုးရကိုတော်လှန်ပြီးမြို့တော်စာနာအပါဝင်နိုင်ငံရဲ့အခြေပြန့်တဲ့အစိပ်အပိုင်းတွေကိုသိမ်းယူထားတာပါ။မတ်လ15ရက်နေ့ကစလို့အမေရိကန်စစ်သင်္ဘောတွေတိုက်လေယာဉ်တွေရဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အီရန်ကကြောတောက်နောက်ခံပေးထားတဲ့ဟိုတီရီဟာ 2023နှစ်ကုန်ပိုင်းတုန်းကဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးနဲ့ပါလက်စတိုင်းပြောက်ကြားတပ်ဖွဲ့စစ်ပွဲဖြစ်လာတဲ့နောက်ရီမင်ကမ်းလွန်ပင်လယ်နီရေပြင်မှာခုံမောင်းသွားတဲ့အရက်ဘတ်ရေရင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေအစပြုလာခဲ့ပါတယ်။ဒါဟာပါလက်စတိုင်းတွေနဲ့အတူရည်တည်ကြောင်းပြသတဲ့အနေနဲ့အစ္စရေးကိုအထောက်အပံ့ပေးနေတဲ့နိုင်ငံတွေရဲ့ရေရင်တွေကိုတုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ဟူသီတွေကကြေညာခဲ့ပါတယ်။ထရမ့်ကအမေရိကန်သမ္မတရာထူးဒုတိယအကြိမ်ရယူပြီးနောက်မှာတော့ ဟိုတီရေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်ရဲ့အရက်ပတ်နဲ့စစ်သင်းဘော့တွေကိုဟိုတီရေရဲ့ရန်လိုနေမှုမရက်မချင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်မယ်လို့ချင်းကြောက်ခဲ့ပါတယ်။ April 29ရက်နေ့အမေရိကန်စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာတလခွဲနီးပါးကာလအတွင်းရီမဲမှာရှိတဲ့စစ်ရေးပြတ်မှတ်ပေါင်း800ကျော်ကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးခေါင်းဆောင်ပိုင်းအများပြအပါဝင်ဟိုတီတပ်ဖွဲ့ဝင်ရာဂနန်းတော်တော်များများကိုလည်းတုတ်တင်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။ ဒီစစ်စင်ရေးတွေရဲ့ရည်ရွယ်ချက်ကပင်လယ်နီနဲ့အေဒန်ပင်လယ်ခွင့်မှာဟိုဒီရေရဲ့စစ်ရေးချိန်ချောင်းမှုအလုံးကိုအပီးသက်သွားစေဖို့ဖြစ်တယ်လို့လည်း American ကပြောပါတယ်။ဟိုဒီရေကတော့ April 29ရက်နေ့က American နောက်ဆုံးလှုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်းမြို့တော်ဆာနာမှာအမျိုးသမီးတွေကလေးတွေအပါအဝင်၈ဦးသေဆုံးခဲ့တယ်လို့ဆွဆွဲထားပါတယ်။ April 29ရက်နေ့ကတိုက်ခိုက်မှုအတွင်းဟိုဒီရေရဲ့လက်နက်သုံးလောင်းယုံတွေလက်နက်ဆက်ယုံတွေကိုပစ်မှတ်ထားခဲ့တယ်လို့ American ကပြောပေမဲ့ စစ်စင်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုနောက်ပိုင်းမှာအသေးစိတ်မထုတ်ပြန်တော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့ဒေတာရင်းကရက်ဘတ်ရေချောင်းသွာလာမှုလမ်းကြောင်းတွေကိုအန်ဒီရေပေးနေတာတွေဟိုတီတွေကမရက်မချင်းအမေရိကန်ကတိုက်ခိုက်မှုတွေကိုဆက်လုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ပွဲတော်တစ်ခုမှာလူအုပ်ထဲကားနဲ့ဝင်တိုက်ခဲ့ပြီးလူတရာစင်နီးပါးကိုအသက်ဆုံးရှုံးစေခဲ့တဲ့အမျိုးသားကိုကနေဒါမှာဆွဲချက်တင်ထားလိုက်ပါတယ်။ဗန်ကူးဗားမြို့မှာဖိလစ်ပိုင်အနယ်ဝင်တွေကပွဲတော်တစ်ခုကျင်းပနေတဲ့အချိန် ဧပြီ26ရက်နေ့ညနေပိုင်းတုန်းကအဲ့ဒီလူအုပ်ထဲကိုမြို့ကန်အမျိုးသားအဒမ်လူက SUV ကားတစ်စီးနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုကြောင့်လူ71ဦးသေဆုံးခဲ့ပြီးနောက်ထပ်2ဒါဇင်လောက်ဒဏ်ရာရရခဲ့ကြပါတယ်။စိတ်ကြမ်းမာရေးပြဿနာနောက်ခံအခြေအနေတွေရှိခဲ့ဘူးတယ်ဆိုတဲ့အဒမ်လိုကိုအခုအခါမှာတော့ British Columbia ပြည်နယ်အစိုးရရှေ့နေတွေကလူသတ်မှုနဲ့ဆွဲချက်တင်ထားပါတယ်။နောက်ထပ်ဆွဲချက်အစ်စ်တွေလည်းရှိလာနိုင်သေးတယ်လို့ ဗန်ကူးဗားရဲတပ်ဖွဲ့ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်အဒမ်လိုဟာအခင်းဖြစ်ပွားပြီးနောက်တနေ့ဧပြီ28ရက်နေ့ကတရားရုံးမှာပထမဆုံးရုံးထုတ်တာခံခဲ့ရပါတယ်။ Writers သတင်းဌာနကရရှိခဲ့တဲ့တရားရုံးမှတ်တမ်းတွေအရအဒမ်လိုဟာလောရက်အတွက်ဝန်ခံခဲ့တာမျိုးမရှိဘူးလို့သိရပါတယ်။အမှုကိုစုံစမ်းနေတဲ့အရာရှိတွေကကျူးလွန်သူမှစိတ်ကြမ်းမာရေးပြဿနာနောက်ခံအခြေအနေတွေထင်းထင်းရှားရှားရှိနေခဲ့တာကိုအတည်ပြုထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာအခြေအနေအရန်စိုးရင်ရသူတွေပါဝင်နေပြီးလာမယ့်ရက်ပိုင်းဓမ္မမဟုတ်သတင်းပတ်တွေအတွင်းဒေသုံစရင်ကဆက်လက်မြင့်တက်လာနိုင်ကြောင်းဗန်ကူးဗားရဲတပ်ဖွဲ့ယာယီအခြေကဲကမှတ်ချက်ပေးထားပါတယ်။အခင်းဖြစ်ပွားပြီးတဲ့နောက်စုံစမ်းစစ်ဆေးမှုတွေမှာရဲတွေဖက်ဒရယ်အာဏာပိုင်တွေကအင်အားတရာကျော်လောက်အလုလုံနေပြီးထိခိုက်ခံစားကြရသူတွေနဲ့မိသားစုဝင်တွေအတွက်လည်းလူမှုအဖွဲ့အစည်းတွေကလိုအပ်တဲ့အကူအညီတွေကိုပေးအပ်နေကြောင်းသိရပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။